ကိုင်းတိုင်းပလဲမြို့နယ်မှာစိုးစွနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားနှစ်ဘက်ကြောကြတိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားနေသလိုအထိနာတဲ့စိုးစုကလေကြောင်းကနေနေစဉ်ဘုံကျဲပစ်ခတ်နေတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်ပလဲမြို့နယ်ထဲမှာရှိတဲ့ကန်းနောက်ရွာစိုးစုအထိုင်းစကန်နဲ့ဈေးပြုကုန်စကန်တွေကိုတည်ယူနိုင်ဖို့အတွက်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခတ်နေတာဖြစ်ပြီးတော့စိုးစုဘက်ကလည်းစကန်မချဖို့လေကြောင်းကနေဘုံကျဲပစ်ကူပေးတာနဲ့မြေပြင်ကနေလူနဲ့လက်နဲ့ခရမ်းအင်အားဖြစ်တင်တာတွေလုံဆောင်နေတယ်လို့ လန်နဲ့ဒေတာခံတဲ့မြစ်ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ2ရက်ကစပြီးတော့ဇွန်လ18ရက်ထိနှစ်ပတ်ကျော်ကြာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း20ကျော်ကဒေတာခံပြည်သူ2000ခွဲကျော်စပေးရှောင်ထွက်ပြေးနေရပြီးတော့စာနယ်ရိတ်ကဆေးဝါးအမိုးကစတဲ့အရေးပေါ်အကူအညီတွေလိုအပ်နေရလို့စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ10ရက်ကပလဲနယ်တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလာရောက်ဘုံကျဲပြစ်ခတ်တဲ့အစိုးစုတိုက်လေရင်တစ်စင်းကို ီသူလူမျိုးရေးတက်မတော် PLA ပြစ်ချခဲ့ရကြောင်းဇပစစ်ကျေးရွာအတွင်ပြက်ကြမီးလောင်ခဲ့သလိုနေပြက်ကြရာအနီးဝန်းကျပ်မှာရှိတဲ့ဒေသခံပြည်သူတို့ချို့လည်းထိခိုက်သေးဆုံးခဲ့ပါသေးတယ်။